စင်ကာပူလိုပြောလိုက်တာနဲ့ဒီမာလိုင်းယွန်းရုပ်ထုကြီးကိုပြင်းပြမိကြမှာပါဒါပေမဲ့ဒီရုပ်ထုကြီးရဲ့သမိုင်းကြောင်းကိုတော့တည်သူများများဆာဆာရှိလာမယ်မထင်ပါဘူးဒီနေ့မှာတော့စင်ကာပူနိုင်ငံရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့မာလိုင်းယွန်းရုပ်ထုကြီးရဲ့သမိုင်းကြောင်းကိုပြောပြပေးသွားပါမယ်မာလာယွန်းရုပ်ထုကြီးကဘာကြောင့်ချင်းဒီကောင်နဲ့ငါးခုလုံးပေါင်းဆက်ထားတဲ့ဒီတန်နာရီလာတတ်တော်ကြီးပုံစံထားထားရတာလေအရှိတောင်အခြားကဂျွန်းနိုင်ငံလေးဖြစ်တဲ့စင်ကာပူကိုရောက်ဖူးတဲ့သူတိုင်းမလွဲမသွေသွားရောက်လေ့လာကြတာကတော့စင်ကာပူရဲ့အထင်ကြီးတဲ့တင်ကြီးတာတစ်ခုဖြစ်တဲ့မာလာယွန်းရုပ်ထုကြီးပဲဖြစ်ပါလိမ့် မာလိုင်းယွန်းဆိုတဲ့နာမည်ဟာမာဆိုတာပင်လေလိုင်းယွန်းဆိုတာချင်းသီးနဲ့နှစ်ခုကိုပေါင်းဆက်ထားတာဖြစ်ပါသည်သူရဲ့ပုံမှန်သဏ္ဍာန်ကပင်လေကောင်ငါးတကောင်ရဲ့ကိုလုံးနဲ့ချင်းသီးတကောင်ရဲ့ခေါင်းကိုပေါင်းဆက်ပြီးပုံဖော်ထားတာပါငါးကိုလုံးကတော့စင်ကာပူနိုင်ငံရဲ့မူလားစင်းမြစ်ကိုယည်ညွန်ပါသည်စင်ကာပူဟာရှေးခင်ကတမဆိုင်လို့ခေါ်တဲ့ပင်လယ်မျိုးတစ်ခုဖြစ်ပြီးငါးဖန်းလုပ်ငန်းနဲ့အတံမွေးဝမ်းကြောင်းပြုကြတဲ့တငါရွာလေးတရွာဖြစ်ခဲ့တာကိုဖော်ပြနေပါသည်တမဆိုင်ဆိုတာဂျာဘာဘာသာစကားကနေစဉ်းစားလာတာပါ ချင်းဒီကောင်ကတော့စင်ကာပူရဲ့ရှေးမြေဖြစ်တဲ့စင်ကာပူရာကနေရယူထားတာပါစင်ကာပူရာဆိုတာတက္ကတာဘာသာစကားနဲ့ Lion City ချင်းသေးမြို့တော်လို့အဓိပ္ပာယ်ရပါတယ်။ဒဏ္ဍာရီရ14ရာစုဝင်းကျင်ကဆူမာထရာကျွန်းရဲ့မင်းသားဆန်နီလာဥတမဟာစင်ကာပူကျွန်းကိုရောက်လာခဲ့ပြီးကျွန်းပေါ်မှာချင်းသေးတကောင်ကိုတွေ့ခဲ့တာကြောင့်စင်ကာပူရာလို့အမည်ပေးခဲ့တယ်လို့ဆိုကြပါတယ်။လက်ရှိအချိန်မှာစင်ကာပူနိုင်ငံတဝန်းလုံးမှာမာလိုင်းယွန်းရုပ်ထုပေါင်း6ခုတည်ရှိနေပါတယ်။အဲဒီထက်ကအထင်ရှားဆုံးနဲ့အကျော်ကြားဆုံးမာလိုင်းယွန်းရုပ်ထုကြီးကတော့မာလိုင်းယွန်းဖက်မှာတည်ရှိပြီး 28ပီ8.6မီတာအမြင့်ရှိပါသည်ဒီမလာယုရုပ်ထုကြီးဟာခီးသွားဧည့်သည်တွေအများဆုံးလာရောက်လည်ပတ်ပြီးဓာတ်ပုံရိုက်လေးရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါသည်မလာယုရုပ်ထုကြီးဟာစင်ကာပူရဲ့ကျွဲဝါးတွေတမိုင်းကြောင်တငါရွာလေးအဖြစ်ကနေပြီးခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်အဖြစ်ပြောင်းလဲလာဖို့နဲ့ပင်လယ်ရေချောင်းကုန်သွယ်မှုတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အမှတ်အသားတစ်ခုဖြစ်ရည်တည်နေပါသည်